အလိုအလုံးပဲမင်္ဂလာပါ Learning with OP Eric Channel လေးကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ဒီနေ့အာပါလေး share နဲ့လုပ်ပြရမလို့ဆိုကျွန်တော်နေ့စဉ်သုံးစကားတွေပေါ့နော် RB ဘာသာစကားမှာနေ့စဉ်သုံးစကားတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောမလဲဆိုတော့ကျွန်တော် share share လုပ်ပြီးသားမှာဖြစ်ပါတယ် Okay ကျွန်တော်နဲ့တူတူစလေးလာလိုက်ရအောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့တွေ speak slowly ဖြည်းဖြည်းလေးပြောပါပါเนาะ speak slowly ဆိုလို့ရှိရင်ဘယ်လိုပြောမလဲ shwaya shwaya takalam shwaya shwaya takalam နောက်တစ်ခုကျွန်တော်တို့တွေ uh i'm a bit tired ငါနည်းနည်းလေးပင်ပန်းနေရဆိုရင် ana ta'ban shwaya ကျွန်တော်ဘယ်လိုပြောမလဲ ana ta'ban shwaya နောက်တစ်ခုဒါတို့များများသုံးနေကြစကားပဲ i don't know ဆိုရင်ကျွန်တော်ဘယ်လိုပြောမလဲ ana ma'arif ana ma'arif โอเคနောက်တစ်ခုကျွန်တော်တို့ open the door ဆိုလို့ရှိရင် fatahal bab fatahal bab bab ဆိုကျွန်တော်တကားပြောတာပါเนาะ fatahal bab โอเคနောက်တစ်ခုကြာကျွန်တော်တို့ turn off the phone မင်းဖုန်းပိတ်ထားတယ်လီဖုန်းပိတ်ထားဆိုလို့ရှိရင် sakar al jawal sakar al jawal ဟုတ်ပြီเนาะနောက်တစ်ခုအနေနဲ့ကျွန်တော်တို့တွေ come quickly ပေါ့เนาะ come quickly ဆိုလို့ရှိရင်ကျွန်တော်တို့တွေမြန်မြန်လာဖို့ပမာလို့ဆိုလို့ရှိရင် تعال بس سورة تعال بس سورة 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 كوكلي كوكلي اللي بيوها نو سورة هذا تعال سورة لا عين حبي نو سورة تعال بس سورة سورة نمية لا بو حبي نو اوكي جنرال ري نو سون تلو نينة where are you going where are you going bro when me بي دواني لي حبي نو هذا سلوشين بلو بيوها مولا سورة when روح انت when روح انت queen ဆိုတာကကြာကျွန်တော် where ဆိုတဲ့အဓိပ္ပာယ် rock ဆိုတာကကျွန်တော်သွားတာ enter ဆိုတာကကြာတော့ main ဆိုတော့ when rock enter လို့တောင်းလို့ရပါတယ်